အာဏာသိမ်းမှုကိုစန့်ကျင်တဲ့အနေနဲ့ CDM ပြုလုပ်လာကြပါတယ်။ချင်းပြည်နယ်မှာအစိုးရဝန်ထမ်းစုစုပေါင်း2000ကျော်ရှိပြီးတော့အာဏာသိမ်းတာကိုလက်မခံဘဲစစ်ကောင်စီရဲ့လက်အောက်မှာအလုံးမလုံးချင်တဲ့အတွက်ကြောင့်14000ကျော်ဟာ CDM ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ချင်းပြည်နယ်မတူပီမြို့က CDM ဆီယမ်မလိုပဲ CDM ပြုလုပ်တဲ့82ရာခိုင်နှုန်းသောချင်းပြည်နယ်ကအစိုးရဝန်ထမ်းများစွာဟာအခက်ခဲများနဲ့ရင်ဆိုင်နေရမှာဖြစ်ပါတယ်။ စီရီယံပြုလုပ်မှုကြောင့်အသက်အိုးအိမ်အထိစိုးရိမ်နေကြရတာဖြစ်ပြီးတချို့ဆိုရင်လွတ်မြောက်ရနယ်မြေထိပါထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ချင်းပြည်နယ်မတူပီမြို့ကစီရီယံပြုလုပ်တဲ့ဆရာမကလည်းလွတ်မြောက်ရနယ်မြေကို ရောက်ရှိနိုင်ဖို့အခက်အခဲများစွာကြုံတွေ့ခဲ့ရပုံကိုအခုလိုပြောပြပါရစေ။အဲကျွန်တော်တို့နေဆက်မှာတလားကြော်ကြော်နေတဲ့ချိန်ပေါ့နော်တလားကြော်ကြော်နေပြီးသွားပြီအဲ့ဒီချိန်မှာ အဲ့ဒီရွာလူနေဆက်ကရွာလူတွေကတော့လက်ခံတယ်အိန္ဒိယကစစ်သားတွေကသူတို့တွေကလက်မခံဘူးဆိုပြီးတော့ကျမတို့တရတလနေပြီးရတယ်အဲ့ဒီမှာပြန်ခိုင်းတာပေါ့အာနဲ့အဲ့ဒီနေရာကားရောက်လာတယ်အဲ့ဒီကားနဲ့တခါတည်းဒီဖက်ကိုလာတာလုံမြောက်ရနေမြေကိုရောက်ရှိနေတဲ့သူမဟာကိုဝင်ဆောင်မိခင်တူဖြစ်ပြီးတော့ကိုရောက်ရှိသွားတဲ့ဒေသမှာဘာသာစကားနဲ့နေထိုင်မှုပုံစံတွေမတူညီတာကြောင့်အခက်အခဲများစွာရှိပေမဲ့လည်း ကိုယ့်ရဲ့လုံခြုံရေးနဲ့ကိုယ့်ရဲ့ခံယူချက်အတွက်ကိုယ်နဲ့မရင်းနှီးတဲ့ဒေတာမှာအာတင်းကနေထိုင်ကြရပါတယ်။အခက်ခဲဒီအခက်ခဲလေးတွေကကြတော့ကျွန်တော်တို့ဘာမှလည်းမမှုတော့ပါဘူး။တော့ထဲမှာရှိတဲ့ CDF တင်တော့ CNA ရိုးရီသူတို့လူငယ်တွေရဲ့အခက်ခဲလောက်ခက်ခဲတော့ကျမတို့ခက်ခဲသေးပါဦးကျမကောင်းတဲ့ဟာစားရင်တော့မအော်သူတို့တွေအဲ့လိုစားပါမလားဆိုတဲ့စိတ်နေပေါ့နော်ကျမတို့တော့ ဟိုမပေါ်မပားနဲ့ရှိနေတော့မှကျွန်တော်ဟိုစားချင်တာမစားရတဲ့အချိန်ပေါ့ပြီးတော့မြို့ထဲမှာလည်းသွားပြီးတော့မဝယ်နိုင်ဘူးเนาะတားဝီးတယ်ဆိုတော့လေတခါသွားဖို့ရည်လဲမှားရတယ်အချိန်မှာကိုကကိုကငါတလောက်စားချင်တယ်သူတို့တွေလည်းတော့ထဲမှာဘယ်လောက်များပြန်ပန်းမလဲဆိုတဲ့စိတ်နဲ့ကိုရဲ့အဲလိုချင်တာလေဟိုလိုအပ်တဲ့ဟာလေးရှင်းတယ်ကျွန်မတိခံပြီးတော့အာလုပ်တယ်စေခံသွားချင်တော့ဝါစကားနားမလဲဘူးဆိုတော့ တယောက်ကိုခေါ်ပြီးတော့တွားရတာပေါ့နော်အင်ရှင်ကိုတွားကူပါအောင်ဆိုပြီးတော့တွားရတယ်စီလီယန်ဆီယမတယောက်အနေနဲ့သူ့ရဲ့ခံယူချက်ကိုအခုလိုပဲပြောပြပေးပါတယ်ငါတို့ဟိုပါတီအတွက်လဲလောက်တာမဟုတ်ပါဘူးကျွန်တော်ပုဂ္ဂိုလ်တူတယောက်တက်တောင်းလဲကျွန်တော်တော့မလုပ်ပါဘူးအကိုခံယူချက်နဲ့ပဲဒီစစ်ဒီစစ်အနာကိုမကြိုက်လို့ပေါ့နော်စီဒီအမ်လောက်တာ ားညနေခင်းပါရှင်ကျမကခေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်တိရရှိထားတဲ့သတင်းတွေကိုတရားတင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင်ဒီဘတ်ဂျက်နဲ့လူအင်အားနေပါမှုတွေကြောင်းမိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုလက်လွတ်ခေရတာဖြစ်ပြီးပေးဆက်နှင်နာသူတွေကိုတောင်းမဲ့ကြောင်း PSLF TNL ရဲ့အထွေထွေအတွင်းရင်းမှုဗိုလ်ချုပ်တာဘုံကျော်ကပြောပါရတယ်။ ဒဇင်မာလာနှစ်ရက်နဲ့မှသူ့ရဲ့တရဝင်းလူမှုကွန်ရက်ကနေတဆင့်ပြောထားတာဖြစ်ပြီးပထမဆုံးတကယ်ပေဆက်နှစ်နာသူတွေကိုတောင်းပန်ချင်ပါတယ်။ရင်ထဲလိုက်လိုက်လေးလေးနာကျင်ရတာမို့အနုအညွတ်တောင်းပန်ပါတယ်လို့យေတာထားပါတယ်။ဒါအပြင်၃လနှစ်တာကာလအတွင်းရဲဘော့အင်အားထောင်ချီပေးဆက်အရင်ပြုခဲ့ကြောင်းနဲ့လက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွင်းတည်ခင်းတယ်လို့ထည့်သွင်းရှင်းတာထားပါတယ်။ TNL ကိုတစ္ဆာဖောက်လို့ပြောသူတွေကို တော်လေးရင်နှလုံးသေချပြန်သုံးသပ်ပြီးအရှိတရားတွေကိုလက်ကင်ထားစေခြင်းပါတယ်လို့သူကတုံ့ပြန်ပါတယ်။ဒါအပြင်ကံမကုံသေးရင်စ조사သူအတွက်ရလက်ရှိစမည်လို့ယုံကြည်ကြောင်းနဲ့ TNL ကပြောထောင်ပေးခဲ့သူတွေကမိုးကုတ်ကိုပြန်သိမ်းတာကိုလည်းမြင်ကျင်တယ်လို့ဆိုပါတယ်။ TNL နဲ့မဟာမိတ်တွေကမိုးကုတ်မြို့နဲ့မိုးမိတ်မြို့တွေကို2024ခုနှစ်ဇူလိုင်လအထိမှာတင်းယူခဲ့တာဖြစ်ပြီးတနေ့ကျော်အကြာမှာတော့တရုတ်အစိုးရရဲ့ဂျာဝင်မှုနဲ့ပြန်လည်လက်လွတ်ရမယ့်အခြေအနေဖြစ်လာခဲ့တာပါ။ လက်ရှိအချိန်မှာတော့မိုးကုန်းနဲ့မိုးမိတ်ကို TLC ကနေလက်လွဲယူထားတဲ့စစ်ကော်မရှင်ကနိုဝင်ဘာလ28ရက်နေ့ညပိုင်းမှာမိုးကုန်းမြို့ထဲကိုကားအစီးရဲတရားကြောင့်နဲ့ဝင်ရောက်လာပြီးဒါကိုလက်မခံတဲ့တော်လဲအဖွဲ့တချို့နဲ့ထိတွေ့တိုက်ပွဲတချို့ဆက်ရှိနေပါရဲ့ရှင်။ နိုင်ငံတော်ပြိုကွဲလာမယ့်အခြေအနေတွေကြုံတွေ့လာပါကနိုင်ငံတည်ငြိမ်ဖို့ဆောင်ရွက်ရမှာစစ်တပ်ကမရှိမဖြစ်လိုအပ်တာကြောင့်ကာကွယ်ရေးအမြင်ရှိတဲ့ကိုယ်စားလှယ်တွေကိုမေးပေးဖို့စစ်ကောင်ဆောင်ကပြောပါရယ်ဒဇင်ဘာလာတရက်နေ့ကမန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်ဗဟိုမင်းသက်တင်တဲ့အကြောင်းနဲ့ရဲအရာရှိလက်ချင်းရဲအကြောင်းဇီးပင်ကြီးမှာတင်တဲ့သားတင်တဲ့သူတွေနဲ့တွေ့ဆုံစဉ်စစ်ကောင်းဆောင်ကပြောဆိုခဲ့တာပါ။ စစ်ကောင်းဆောင်ကနိုင်ငံဝန်ထမ်းတွေကိုအငိမ့်စားဖို့စစ်ဖို့ရှုပ်တယ်။ဝင်ရောက်ရှင်ပြိုင်မဲ့တန်ခါရဲ့ပါတီကိုသာရွေးချယ်မေးပေးဖို့ဖိအားပေးမေးဆွေစည်းရုံးနေရလို့နန်စီဒီအန်ဝန်ထမ်းတယောက်ကဒီပွဲကိုပြောပါတယ်။နိုင်ငံဝန်ထမ်းတဲ့အနေနဲ့လည်းအစိုးရအသက်ပြောင်းတော့ပါကမိမိတို့တာဝန်အလိုက်ဆက်လက်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးအာဏာရပါတီနဲ့အစိုးရအဖွဲ့အမော်ဒါတွေကိုပြပြတော့ပေမဲ့ရုံးဌာနတွေကပြောင်းလဲတော့မှာမဟုတ်ဘူးလို့စစ်ကောင်းဆောင်ကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ပဲခူးအေရဝတီကရင်မုံနဲ့တရင်သာရီတိုင်းတွေကိုစစ်ကောင်းဆောက်တော့ရောက်ခေစင်က လာမယ့်အရွေးကောက်ပွဲမှာကာကွယ်ရေးအမြင်ရှိသူတွေကိုရွေးချယ်မေးပေးဖို့ကြံခိုင်ရဲ့အတွက်မင်းဆွေစီယုံပေးခဲ့ပါတယ်။စေအောင်စုကကျင်းပမယ့်အရွေးကောက်ပွဲမှာကြံခိုင်ရဲ့ပါတီအပါအဝင်ပါတီပေါင်း58ပါတီကကိုစလီပေါင်း9000ကျော်ဝင်ပြိုင်မှာဖြစ်ပြီးအဲ့ဒီထဲမှာကြံခိုင်ရဲ့ပါတီကကိုစလီပေါင်း1000ကျော်ပါဝင်ပါတယ်ရှင်။ ထိုင်းနိုင်ငံတာခရိုင်မဲဆောက်မြို့နယ်မဟာဝုံအုပ်စုနဲ့မျက်နှာချင်းဆိုင်ကရင်ပြည်နယ်မြောက်ရည်မြို့နယ်မင်းလက်ပတ်ဒေသမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာကြောင့်ခြေရောစာတင်ချောင်းတွေပိတ်ထားရပြီးတောင်ရင်မြစ်တစ်လျှောက်ပြည်သူတွေကလည်းဘေးလွတ်ရာကိုခတ်တာတိမ်းရှောင်နေကြရပါတယ်။ ကြားပြန် online ငွေလင်ကိုင်းရှိတဲ့မင်းလက်ပတ်ဒေတာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ကရင်တော်လရဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကြားတိုက်ပွဲဖြစ်ပြီးလက်နက်ကြီးကြီးတွေဟာနိုဝင်ဘာလ30ရက်နေ့မနက်ကထိုင်းဘက်ကျန်းမဲဆောက်မြို့နယ်မဟာဝုံအုပ်စုမေကိုကင်ကျေော်တွေကိုကြားရောက်ပောက်ကွေးခဲ့ပါတယ်ရော်ရဲကနေအိမ်နဲ့ပြည်သူတချို့တရားရပြီးတဲ့နောက်မက်ကိုကင်ကြေော်စာတင်ချောင်းပိတ်ထားရပြီးနောက်ထပ်တစ်ပတ်ဆက်ပိတ်ထားကအွန်လိုင်းစနစ်နဲ့သာတင်ကြဖို့ သက်ဆိုင်ရာကညွှန်ကြားထားလို့ Northern News Thailand ထိုင်းသတင်းမှာဖော်ပြပါတယ်။ထိုင်းဘက်ကြံကိုလက်နက်ကြီးကြီးကြပြီးရင်တော့ထိုင်းစစ်တပ်နရေဆွန်စစ်ကြောင်းကမြန်မာဘက်ကိုနေဆက်အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေပါတဲ့ပူးပေါင်းအဖွဲ့ဟာထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ပြည်သူလုံခြုံရေးကို24နှစ်စောင့်ကြပ်နေပါတယ်။ဒဇင်မာလာတရက်နေ့အထိတဖက်နိုင်ငံကပြစ်ခတ်တံတွေကိုအတိုင်းသာကြားနေရတာကြောင့်တောင်ရင်မြေကန်တရှောင်းနှင့်ပြည်သူတွေကိုဘယ်လိုရာတိန်းရှောင်ထားဖို့ သက်ဆိုင်ရာကြေော့ဥချုပ်ရှင်မှုတွေကအတန်ချေးစက်နဲ့လိုက်လံဆော်အောင်နေလို့ဆိုပါရရှင်အနာတင်းစစ်တပ်ကဖမ်းဆီးထားတဲ့သတင်းစာဆရာဦးစီသူအောင်မြင် BBC မီဒီယာအင်ရှင်ရဲ့ခန်းစားကြည့်အစီအစဉ်ကမှထထက်ခိုင်တဲ့အဆိုတော်တန်တာဝင်းတို့လူငယ်ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာကြောင်းသိရပါတယ်။ ဟွာရဲ့သတင်းစာဆရာဦးစီတူအောင်မြင့်ကိုတော့စကောင်စီကပုံမှန်905ကာဂျီနိုင်ငံတော်အကြီးညိုပြည့်စင်မှုပုံမှန်124ကာဂျီတို့နဲ့တရားစွဲဆိုထောင်ချထားတာဖြစ်ပြီး ပြန်လည်လွတ်မြောက်လာကြောင်းကိုမိသားစုဝင်တယောက်ကလူမှုကွန်ရက်မှာအတည်ပြုရေးသားထားပါတယ်။ BBC Media Action ရဲ့ခန်းစာကြည့်အစီအစဉ်ရဲ့အစီအစဉ်တင်ဆက်သူအလွတ်တန်းသတင်းထောက်တယောက်လေးဖြစ်တဲ့မတ်ထထက်ခိုင်ကိုတော့ပုံမှန်905ကကြီးပုံမှန်6000တင်းနဲ့စုစုပေါင်းထောက်6နဲ့ချမှတ်ထားတာဖြစ်ပြီးတရားဝရီအကျဉ်းထောက်ကနေလွတ်မြောက်လာကြောင်းသိရပါတယ်။ ဒါအပြင်2023ခုနှစ်နှစ်ကုန်ပိုင်းကအကူဖြစ်သူနဲ့အတူဖမ်းဆီးခံခဲ့ရပြီးပုံမှန်905ကကြီးပုံမှန်90ညတို့နဲ့တရားစွဲဆိုထောင်ချခံထားရတဲ့အစိုးရတန်တာဝင်းလည်းနှွေမာလာ30ရင်းနေမှာပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းတန်တာဝင်းမိတ်ဆွေတွေကသူတို့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ် ်နိုဝင်ဘာလ26ရက်နေ့နဲ့28ရက်နေ့တွေမှာနိုင်ငံရဲ့အကျဉ်းသား350လွတ်မြောက်ခဲ့ပြီးဒဇင်ဘာလ1ရက်နေ့မှာတော့နိုင်ငံရဲ့အကျဉ်းသား268ရောက်လွတ်မြောက်လာကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကွန်ရက် PPNM ရဲ့ကနဦးထုတ်ပြန်ထားချက်တွေအရာသိရပါရရှင် ရင်းရတဲ့မတ်တန်ရုပ်ရှင်ဖတ်တီးသူတွေနဲ့ပြည်သူသတင်းသမား Citizen Journalist တွေရဲ့လက်ရာတွေကိုနိုင်ငံတကာနဲ့ပြည်သူတွေစီချပြနိုင်ဖို့ရည်ရွယ်တဲ့ DPP Peacock Film Festival 2025ကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာ၃ရက်ကြာကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ဒီအကြောင်းကိုဝင်ဝင်ကတင်ဆက်ပေးမှာပါရှင်။ဆိုတော့မှာအမြင်ရင်၆လောက်နေရရှိတယ်။ကျွန်တော် data ပေါင်းများစွာကျွန်တော်တို့200 200 GB 300 GB data ပေါင်းများစွာ hard disk တစ်ခုလေးထဲမှာပဲ၁၀စုနှစ်ကြာတဲ့အထိ အခု2025ငလင်ဖြစ်မလာခင်ရင်းနဲ့မှတ်တမ်းရုပ်ရှင်ဖန်တီးသူတွေနဲ့ပြည်သူသတင်းသမား Citizen Journalist တွေရဲ့လက်ရာတွေကိုနိုင်ငံတကာနဲ့ပြည်သူတွေစီကိုခြားပြနိုင်မှုရှိရတဲ့နဲ့မြန်မာနိုင်ငံတော်အမှာပြည်သူတွေရဲ့လက်တွေ့ဘဝတွေအခြေအနေတွေကိုထင်ဟပ်စေမဲ့မှတ်တမ်းရုပ်ရှင်တွေကို ပြသသွားမယ် DVB Peacock Film Festival 2025ကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာဒီဇင်ဘာလ10ရက်ကနေ10ရက်နေ့ထိချင်းမိုင်တက္ကသိုလ်ဝင်းထွန်းက Communication Innovation Center CIC မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ရုပ်ရှင်ပွဲတော်မှာတော့ DVB မှတ်တမ်းရုပ်ရှင်တို့ပြိုင်ပွဲ2025 DTC 2025 ပြည်သူပြည်သားသတင်းသမားတွေရိုက်ကူးထုတ်လုပ်ထားတဲ့ CJ Shorts 2025နဲ့ရုပ်သံသတင်းဆောင်မှာ new feature စတဲ့ပြိုင်ပွဲ၃ခုကရုပ်ရှင်တွေကို ပြသသွားမှာလည်းဖြစ်ပါတယ်။ရုပ်ရှင်ပွဲတော့စီစဉ်ကျင်းပရတာနဲ့ပတ်သက်လို့ DVB ရဲ့ Editor ချုပ်ကိုရေးချမ်းနိုင်ကအခုလိုပဲရှင်းပြပါဗျာ။ ဒီကျွန်တော်တို့ picker ရုပ်ရှင်ပွဲတော့ကျွန်တော်နှစ်စဉ်ကျင်းပလာတာဒီနှစ်ဆိုရင်၄နှစ်မြောက်ပါပြီခင်ဗျာသူတို့ဒီလိုလောက်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ပမာပြည်ထဲမှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေနော်နေထိုင်ရုံတွေလူလူတွေခံစားနေရတဲ့ဟိုဒုက္ခတွေဒုက္ခတွေနော်အဲ့ဒါကိုကျွန်တော်တို့ဖော်ထုတ်ချင်တာပါပမာပြည်ဟိုဒီပြိတ္တတခုတည်းပို့ပါဘူးကျွန်တော်တို့ရွေးတဲ့ဒီ era ကတော့ကျွန်တော်တို့နိုင်ငံတကာမှာရှိတဲ့ဒီ နိုင်ငံတကာအတိုင်းဝိုင်းဟာပါပေါ့နော်ဒီဒီမှာပြည်တွင်းမှာဘာတွေဖြစ်နေလဲဆိုတာကိုသိစေချင်တာပါအေးကမ္ဘာအတိုင်းဝိုင်းဟာပါဘာမှပြည်ရေးကိုပြန်ပြီးတော့ခရစ်ဆိုင်လာအောင်အာရုံဆိုင်လာအောင်နော်ဘာမှပြည်ရဲ့ဒီမိုကရေစီလှုပ်ရှားမှုကိုဒီရက်ပုံပြီးထောက်ခံလာအောင်ဒါတွေတွတ်တွတ်ကြအောင်ကျွန်တော်တို့လုပ်ရခြင်းဖြစ်ပါတယ်ရွှေရှင်ဘွယ်ရောရဲ့ခေါင်းစဉ်ကတော့ Giving voice to the voiceless အတန်ထွက်ဖို့ခက်ခဲနေသူတွေအတွက်အတန်ကိုစားထွက်ပေးခြင်းလို့သတ်မှတ်ထားပြီးဒီရုပ်ရှင်ပွဲတော်ဟာတာမန်ရုပ်ရှင်ပွဲတော်တစ်ခုထက်ပိုတာဖြစ်လို့မဖြစ်မနေလာရောက်ကြည့်ရှုကြဖို့ကိုပွဲစီစဉ်သူမချန်တီရီဆိုကဖိတ်ခေါ်ပါတယ်ခုမတန်ရုပ်ရှင်ပွဲတော်ကိုလာပြီးကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ကြမှာပဲဘာဖြစ်လို့လဲဆိုတော့အတိမတန်ရုပ်ရှင်တွေကခုခေတ်ကာလမှာနေရအနံပြားမှာပေါ့နော်ဒီနိုင်ငံတမွမ်းမှာပြိပခါတွေဖြစ်ပွားနေရပြီးတဲ့ခါကျတော့လူခွင့်ချိုးဖောက်မှုတွေကလည်းဆူဆူဝါဖြစ်ပွားနေရဒါကြောင့်မလို့ဒါတွေကိုမှတ်တမ်းတင်ရိုက်ကူးနိုင်ဖို့အတွက်အမတန်မှခက်ခဲပါတယ် အဲ့လိုခက်ခဲတွေကြားရကကျွန်တော်တို့ဒီရုပ်ရှင်မှတ်တမ်းရုပ်ရှင်ရိုက်ခုတဲ့သူတွေနဲ့မှဖြစ်ဖြစ်အောင်ဒီမှတ်တမ်းရုပ်ရှင်တွေကိုရိုက်ခုထုတ်လုပ်နိုင်ခဲ့တယ်ခက်ခဲတွေကိုကျော်လွှားနိုင်ခဲ့တယ်ပေါ့နော်ဒါတွေကဘာကြောင့်အဲ့လိုမျိုးကျော်လွှားနိုင်ခဲ့လဲဆိုကျွန်တော်တို့ပြည်သူတွေရဲ့မျှော်လင့်ချက်တွေဖြစ်နေလို့ပါနောက်တစ်ခုကဒီရုပ်ရှင်တွေကိုလာကြည့်တာကကျွန်တော်တို့ရုပ်ရှင်ကြည့်တယ်ဆိုတာထက်ကျွန်တော်တို့မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့မြန်မာပြည်သူတွေနဲ့အတူသူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့မျှော်လင့်ချက်တွေသူတို့ရဲ့ဘဝတွေကိုအတူစာနာနိုင်မှုအတွက်ကြီးရှုရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကျွန်မအနေနဲ့ဒီပွဲတော်ကိုမဖြစ်မနေလာရောက်ကြီးရှုဖို့အတွက်ဖိတ်ခေါ်ကြပါမယ် ပြသသွားမယ်မှတ်တမ်းရုပ်ရှင်တွေကတော့လူခွင့်ရေးချိုးဖောက်မှုတွေအသွင်ကူးပြောင်းရေးကာလတရားမျှတမှုတွေနဲ့စစ်ဘေးရှောင်နေတဲ့ဘဝဒုက္ခတွေပရိပခတ်တန်ခံနေရတဲ့လူမှုအသိုက်အဝန်းတွေရဲ့ကြံ့ခိုင်မှုအကြောင်းအရာတွေစတာတွေပါဝင်มาလည်းဖြစ်ပါတယ်ရုပ်ရှင်ပွဲတော်နဲ့ပတ်သက်လို့သတင်းမီဒီယာတွေကိုဖိတ်ကြားပြီးရှင်းလင်းပြောပြတာကိုတော့နိုဝင်ဘာလ30ရက်ကချင်းမိုင်မြို့က DVB ရုံးတီရှိယာမှာပြုလုပ်ခဲ့ပါတယ်၃ရက်ကြာကျင်းပမယ်ရုပ်ရှင်ပွဲတော်မှာတော့ ရုပ်ရှင်ပြသတာတွေပါဝင်ဆွေးနွေးပွဲ panel discussion အလို့ယုံဆွေးနွေးပွဲ workshop တွေနဲ့အထူးအစီအစဉ်တွေပါဝင်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။ကျွန်မဝေပါ။ကျင့်ကြံပြီးလူများပုံစံခဲ့ကြတယ်။တကယ်ပဲကောင်းတဲ့တိုင်းမျိုးပေါ့ စကိုင်းတိုင်းဝက်လက်မြို့နယ်အရှိချမ်းနမောဦးကျော်ကိုစစ်ကောင်စီလက်တက်က ီကနေ့ဒဇင်ဘာလ၂ရက်နေ့မနက်အစောပိုင်းမှာဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အချက်သား၅ရောက်တေဆုံပြီး၅ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့လို့ဒေသခံတွေစီကသိရပါတယ်။တဒါဟုလက်တက်ကလည်းတက်လာတဲ့တိုက်လေရင်ဒဇင်နဲ့မနက်၁၂နာရီကျော်မှာပေါင်၂50ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးအသက်25နှစ်အရွယ်ကိုရှိုင်းကိုအသက်20နှစ်အရွယ်မဆုမြန်လင်အသက်2နှစ်အရွယ်မရွှေပုံအသက်40အရွယ်ဦးရှန်နိုင်ဝင်းနဲ့အသက်20နှစ်အရွယ်ကိုမမောင်ဝင်းတို့တေဆုံခဲ့ရတာပါလို့ဆိုပါတယ်။ ်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲမလဲမြွနဲ့အရှိချမ်းအရာဝတီမြက်ကံဘဲကနမောဦးကြော်ကိုဘုံချေခဲ့တာဖြစ်ပြီးမိသားစုဝင်၅ယောက်တေဆုံကထိခိုက်ဒဏ်ရာရရှိသူတွေကတော့သက်ဆိုင်ရာဆေးခန်းတွေမှာဆေးကုသမှုခံယူနေရတယ်လို့မလဲမြွနဲ့ဒေသခံတယောက်ကဒီပူပီကိုပြောပါတယ်ကလင်းငယ်ရပါဝင်စိုးရင်ရတဲ့ထိခိုက်တဲ့အရာသူ9ယောက်ရှိခဲ့တာဖြစ်ပြီးနေအိမ်9လုံးလည်းပျက်စီးခဲ့လို့ဆိုပါရရှင် ပဲခူးတိုင်းလက်ပဒံမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ဂိတ်စခန်းကိုနိုဝင်ဘာလ30ရက်နေ့မနက်9:00နာရီဝန်းကျင်မှာပစ်ခတ်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်သေဆုံးကလက်နက်ခရံတွေလည်းတင်းစီရရှိခဲ့တယ်လို့တော်လရဲတပ်ဖွဲ့တွေစီကသိရပါတယ်။လက်ပဒံမြို့နယ်ထဲမှာရှိတဲ့ကြောက်တွင်းလျှော်အနေကလမ်းဆုံမှာဂိတ်ဖွင့်ပြီးတော့ဆက်ကျဲကောက်နေတဲ့စစ်ကောင်စီဂိတ်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးဂိတ်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်ခံရတဲ့ဂိတ်မှာစစ်ကောင်စီတပ်အင်အားနည်းနေတဲ့အတွက်ဝင်တိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားအလောင်း၅လောက်နဲ့အတူတနက်အရှင်နလန်ခေရန်တချို့နဲ့ဖုန်းနှလုံးကိုတင်ပိုင်နိုင်ခဲ့တယ်လို့ရွှေတန်းမြေပါကဖရဲ့ပြန်ကြားရေးတာဝန်ရှိသူကိုအောင်ကဒီပူပီကိုပြောပါရယ်ဒေသခံတွေအနေနဲ့စစ်ကောင်စီလက်အောက်ခံနေတဲ့အနည်းကပ်နေထိုင်တာတွေစစ်ကောင်စီရင်ထဲတွေနဲ့အနည်းကပ်စော်လိုက်ပါမောင်းနေတာတွေကိုဂရုပြုရှောင်ရှားပေးကြဖို့တော်လည်ရေးတပ်ဖွဲ့တွေကတိုက်တွန်းပြောဆိုထားပါရဲ့ရှင် အနုပညာဖြင့်လက်ကမ်းကူအမိရှိတဲ့မေတော်စေခန်ရဲဘုံငယ်ပကြီအနုပညာပြပွဲကိုမဲဆောင်မြို့မေတော်စေခန်ပကြီခမ်းမဆောင်မှာဒဇင်မာလာ၁ရက်နေ့ကနေ၄ရက်နေ့အထိ၄ရက်ကြာပြုလုပ်နေပါတယ်။မောက်တူပြပို့ထားပါရဲ့ရှင်။ဟုတ်ကဲ့ပါမေတော်စေခန်ကိုဖွင့်လှစ်ခဲ့တဲ့36နှစ်တာအတွင်းလှူဒန်းထားခဲ့တဲ့ပကြီကားတွေကို ပြတ်တရောင်းချနေတာဖြစ်ပါတယ်။ ဒီနေ့ကတော့ဒီကျမတို့မက်တော်ဈေးခန်းမှာပေါ့နော်36နှစ်တာခီးတစ်လျှောက်လုံးမှာလာပြီးတော့လှူထားတဲ့ပကြီအမှုပညာရှင်တွေရဲ့ပကြီကားချက်တွေကိုပေါ့နော်ကျမတို့ရဲ့ဒီမက်တော်ဈေးခန်းရဲ့ရံပုံငွေအဖြစ်နဲ့ပေါ့နော်ဒီအမှုပညာဖြစ်လက်ကမ်းဟုဆိုတဲ့ဒီရံပုံငွေရှာဖွေရေးနဲ့ကျမတို့ကဒီပွဲလေးကိုလှုပ်ဆောင်ပေးလိုက်တာဖြစ်တယ်ပေါ့နော်ပကြီကားတစ်ချက်ကို အမေရိကန်ဒေါ်လာ200ကနေဒေါ်လာ3000အထိ ရောင်စီတက်မှတ်ထားပြီးမဲတော်ရှိကန်းလူနာတွေ၊နေဆက်ရွှေပြောင်းလူနာတွေနဲ့ရွှေပြောင်းကလေးငယ်တွေရဲ့ပညာရေးတွေအတွက်အသုံးပြုသွားမှာဖြစ်ပါတယ်။အဲဒီပကြီပြပွဲလေးကိုပေါ့နော်ဒီအဲလာရောက်ပြီးတော့ဝယ်ယူအားပေးဖို့ကျမအနေနဲ့လည်းဖိတ်ခေါ်ရှင်နေပေါ့နော်။အဲဒီထဲမှာဆိုရင်ဒီ ရောင်းတဲ့ပကြီကားချက်လည်းရှိတယ်တချို့ပကြီကားချက်တွေကလည်းမရောင်းတဲ့ဟာရှိတယ်ပေါ့နော်ဒီရောင်းတဲ့ပကြီကားချက်တွေဆိုလို့ရှိရင်လည်းဒီရောင်းလို့ရတဲ့ရံပုံငွေတွေကိုကျမတို့ကတကယ်ပဲဒီလိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမယ်ဆိုတာကိုလည်းဟိုအတိပေးရှင်းတယ်ပေါ့နော်ဒါကြောင့်မလို့လာရောက်လည်းပက်ရင်းနဲ့ဒီပကြီခတ်မတဲ့ကိုလာရောက်လည်းပက်ရင်းတီးရှုပေးဖို့နဲ့ဝယ်ယူအားပေးဖို့ပေါ့နော်ကိုယ့်ရဲ့အတိမိတ်ဆွေတွေကိုလည်းအဲလက်ကလက်လက်စင်ကံပေးဖို့ပေါ့နော်အဲ့ဒါလေးလည်းပြောရှင်းပါတယ်ရှင်ဟုတ်ပြီပြီးတော့ပေါ့နော်ကျွန်မ ုစုံစည်းလို့ရတယ်ခလေလို့ရတယ်သိလို့ရတယ်နောက်ထပ်လက်ပြီးတော့လည်းလာဆင့်ပွားလို့ရတယ်လို့ကျွန်မတို့ကြည့်ပါတယ်နော်အကြောင်းဒီနေ့အစည်းအဝေးကိုလည်းဖြည့်ခံပြီးတော့ကျွန်မတို့ရှင်းဆက်ပြီးတော့ဒီဘက်မှာတော့ကျွန်တော်ရဲ့ပကြီကားတွေတော့မပါဘူးခင်ဗျဒါပေမဲ့ပါတဲ့ပကြီကားတွေကကြတော့တကယ်အဲတက်ကြွလှုပ်ရှားသူတွေရဲ့ပကြီကားတွေပါတယ်ပြီးလို့ရှိရင်တကယ်နိုင်ငံတောင်ကိုတည်တဲ့သူတွေရဲ့ပကြီကားတွေပါတယ်ဗောနော်ဘယ်လောက်ထိ ကောင်းယူစရာကောင်းလဲဆိုတော့တော်လိုင်းရဲ့တမိုင်တွေမှာဒီအမှုပညာရှင်တွေရဲ့တွန်းအားကကဘောနတမားရဲ့လှေကလေးတခုအဖြစ်နဲ့မြင်တဲ့တကြောင်လုံးဝကိုယ်ယူစရာကောင်းပါနဲ့ခင်ဗျာ။မေတ္တာစိတ်ခမ်းရဲ့ရင်ရှည်တည်တတ်မှုမြေဆက်ပေတာတခြားအရှိခံကြမှာရေပညာရေးနဲ့အကာအကွယ်ပေးရေးတို့အတွက်ဖောက်ပတ်ပေးနေတဲ့လုပ်ငန်းစဉ်တွေမှာကျမတို့တရားရတိုင်းတော့ပြန်လဲအသုံးပြုသွားမှာဖြစ်ပါလိမ့်ရှင်။အဓိကတော့ ဒီလိုပွဲမျိုးပေါ့နော်အဓိကဒီလည်းတော့စေကမ်းမှာလှုပ်တဲ့ပွဲဖြစ်တဲ့အတွက်ပုံပြီးပျော်ရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဘက်ဒီကျွန်တော်ကတော့ဒီခံစားမှုနားမလည်ဘူး။ဒီစေကမ်းကကျွန်တော်တို့ဘဝရဲ့တန်ဖိုးရှိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီစေကမ်းနေစေယုံနေဒီ time မှာတော့ပြရင်ကျွန်တော်တို့ငွေမတက်နိုင်ဘူးနော်ဒီမှာဆိုရင်အာလို့ဒုက္ခရောက်တဲ့သူအကုန်လုံးအဆင်ဒါတော့ဆမကြီးတို့လှုပ်တဲ့ပွဲကို ကျွန်တော်ပါဝင်ခွင့်ရတာကိုပဲတော်တော်ပြောနေပါပြီဘက်တော်စီကန်းကပကြီးပြပွဲကိုမနေ့စေနာရီကနေညနေ9:00နာရီအထိနေ့စဉ်ဒီဇင်ဘာလ4ရက်နေ့အထိပြသသွားမှာ ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါမင်းတို့ဒီမှာရဲ့36မိနစ်တော့ဒီအဆောင်လုံးမှာဒီအမှုပညာရှင်တွေကနေပြီးတော့ သာရောက်ဆိုတဲ့ထားတဲ့ပြည်ပါချက်တွေလည်းပါလိမ့်ရှင်။ဒီနေရာတော့မင်းဆိုင်ကနေချေကုံမှာဒဇင်ဘာလအတွင်းမြို့နယ်အလိုက်လူထုလမ်းလျှောက်ပွဲနဲ့လွတ်လပ်ရေးအကျိုးပျော်ပွဲရှင်ွေတွေလုပ်ဖို့နိုဝင်ဘာလ30ရက်နေ့မှာစစ်ကောင်းဆောင်ကညွှန်ကြားထားတယ်လို့အုပ်ချုပ်ရေးနဲ့နေဆက်တဲ့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ မနေ့ကစစ်ကောင်းဆောင်ကရန်ကုန်ရောက်ရှိနေတဲ့အချိန်စစ်ကောင်စီလက်အောက်ခံတိုင်းအစိုးရအဖွဲ့ကိုပြောဆိုခဲ့တာဖြစ်ပြီးတိုင်းရုံးခါနေတဆင်ခရိုင်နဲ့မြို့နယ်ကိုညွှန်ကြားတာလို့အုပ်ချုပ်ရေးနဲ့နေဆက်သူတယောက်ကပြောပါရယ်မြို့နယ်မှာပါဝင်တဲ့အုပ်ချုပ်ရေးအဖွဲ့တွေကမိမိမြို့နယ်အတွင်းတဆင်ပါလူထုလမ်းလျှောက်ပွဲအပအဝင်ပျော်ပွဲရွှင်ပွဲတုံးချေပြုလုပ်ရမှာဖြစ်ပြီးမြို့နယ်နဲ့မြို့ရှိတဲ့အုပ်ချုပ်ရေးအဖွဲ့တွေက၅ချိန်နဲ့အထက်ပြုလုပ်ရမှာဖြစ်တယ်လို့မြရုံကရက်ွက်တာဝန်ခံတယောက်ကပြောပါရယ် အခုလိုပြောပွဲရှင်ွေတဲ့လို့တာဟာနိုင်ငံတကာအမြင်မှာမြန်မာနိုင်ငံအတွင်းတင်းငိအေဂျင့်နေရလို့ထင်မှတ်အောင်စစ်ကောင်စီရဲ့ဝါဒဖြန့်လိမ့်လေစိုက်ဝါထင်မှုတစ်ခုသာဖြစ်တယ်လို့နိုင်ငံရေးလေးလာသူတယောက်ကသုံးသပ်ပြောဆိုပါတယ်။နေ့စဉ်ဘာသာရေးဆိုင်ရာအဆောက်အုံတွေနဲ့ပြည်သူတွေကိုဘုံကျေတက်ဖြတ်နေတဲ့အာဏာသိမ်းစစ်ကောင်ဆောက်အနေနဲ့နိုင်ငံတကာအမြင်မှာတိုင်းပြည်တင်းငိအေဂျင့်တွေလို့ထင်အောင်ပြောပွဲရှင်ွေပြုလုပ်နေတာဖြစ်ပါတယ်ရှင်။ ရန်ကုန်တိုင်းလိုင်တရာမြို့အမှန်ရှိရက်ကွက်ကအုတ်ချုပ်ရင်မှုရုံမှာဒဇင်ပါလာတည့်ရက်နဲ့ည၈နာရီကျော်ကလက်ပြပုံနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက်ရုံဆောင်အပါအဝင်ပြူစောတိတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အုတ်ချုပ်ရဲ့အဖွဲ့နဲ့နေဆက်သူတွေစီကသိရပါတယ်စစ်ကောင်စီကပြုလုပ်တဲ့အတူအယောင်ရွှေကောက်ပွဲအတွက်အစည်းအဝေးလုပ်ဖို့စီစဉ်နေတဲ့အချိန်တတိပေဖောက်ခွေတောက်လိုက်ခိုက်တာလို့မာသာဆန်ရှန်ကုန်ဖို့စ်မြို့ပြယူဂျီတော်လေးတပ်ဖွဲ့ကဆိုပါတယ်။လက်ပြပုံနဲ့တော့ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ရှေ့ရက်ွက် ရုံထဲမှာရွေးကောက်ပွဲအတွက်အစည်းအဝေးလုပ်ဖို့စီစဉ်နေတဲ့အတွက်လက်ပြပုံနဲ့ပြစ်ခတ်ခဲ့တာဖြစ်ပြီးထိခိုက်မှုအသေးစိတ်ကိုစုံစမ်းလို့မရရှိခဲ့ဘူးလို့ MSYF မြို့ပြပျောက်ကြားတော်လည်တဖွဲ့ခေါင်းဆောင်ဘုံနိုင်ကပြောပါရယ်။ဒဇင်ပါလာ၂ရက်နေ့မနက်မှာစက်ခိုင်ရဲ့ပါတီအတွက်စီယုံရဲ့လုပ်ဖို့စီစဉ်နေတာဖြစ်ပြီးရွေးကောက်ပွဲစီယုံလှည့်လည်မှုမှာမပါဝင်မပတ်သက်ကြဖို့တတိပေးဖောက်ခွေတိုက်ခိုက်ခဲ့ရလို့ဆိုပါရယ်ရှင်။ စစ်ကော်မရှင်တပ်တွေဝင်ရောက်လာတဲ့မန္တလေးတိုင်းမိုးကုံမြို့နဲ့ရှမ်းမြောက်အစက်ကမိုးမိန်မြို့ကြားတနေရာမှာတော်လေရီတပ်တွေနဲ့အာဏာသိမ်းစစ်တပ်တို့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။စစ်ရဲတင်းမာနေတဲ့မိုးကုံမိုးမိန်မြို့ဝန်းကျင်ကအခြေအနေကိုသို့တူအောင်ကသတင်းပေးပို့ထားပါရှင်။တန်တမတော် DNL ကလက်လွတ်ဖို့သဘောတူထားတဲ့မိုးကုတ်မြို့ရဲကိုစစ်ကော်မရှင်တပ်ရဲ့စစ်ကားအစီးရေတရားဝင်ကျင်ဝင်ရောက်လာပြီးတဲ့နောက် ရပိုင်းတွင်မှာပဲမိုးမိတ်ပတ်တဲ့အနီးဝန်းကျင်နေရာတွေကိုစစ်ကြောင်းထိုးမှုတွေစတင်လာပါတယ်။ဒါကြောင့်မဲဆေးရဲသင်းမာမှုတွေဖြစ်ပေါ်လာပြီးနိုဝင်ဘာ30ရက်ညပိုင်းမှာတော့မိုးကုတ်မိုးမိတ်အကြားကတနေရာမှာတော်လိုင်းတက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်းကာကွယ်ရေးတပ်တခုနဲ့ KIA ဘက်ကအတည်ပြုပြောပါတယ်။လက်ရှိမိုးကုတ်မြို့ရဲ့နေထိုင်သူတယောက်ကလည်းဒီသတင်းကိုအတိပြုပေမဲ့မိုးကုတ်မြို့ဝင်းကျင်မှာဒီဇင်ဘာတရနေ့အထိတိုက်ပွဲတွေဖြစ်နေသလားဆိုတာကိုတော့သူ့အနေနဲ့အသေးအချာမသိရကြောင်း DVV ကိုပြောပါဗျာ။ တိုက်ပွဲကဒေးစိတ်တော့မတည်ဘူးဒါပေမဲ့အတန်တော့ကြားရတယ်နေ့လေလောက်ကနေအဲ့လို၄၅ချက်လောက်ပြီးရင်နှစ်နာရီလောက်ခြားပြီးသွားရင်တစ်ချက်တစ်ချက်အဲ့လိုပဲကြားရတယ်ပြီးကြတော့မတဲခွဲဘူးကျွန်တော်တို့နေတဲ့နေရာနဲ့အဲဒီရဒီနေ့ကတော့တီတီတယောက်မှမတွေ့ဘူးသူတို့ကင်းလဲလဲဆိုရဲဟိုလိုကြီးတဲ့တာမဟုတ်ပါဘူးသူတို့အဲ့ဒီကြောင်းကြီးရှေ့နားမှာကားရရထားတွေ့လိုက်တယ်အဲ့ဒါပဲရက်နေကြီးတန်လို့ယူဆရတဲ့အတန်ပဲ ိုက်ပွဲဖြစ်တယ်ဆိုတော့လူထင်းကြီးကတော့ကျွန်တော်တို့ဒီဟိုပါပေါ့လူနေတဲ့အဲ့မြို့ပေါ်နေရာတွေကလည်းတိကျမသိရဘူးပေါ့မိုးဝမြနာကကြေးရွာလေးခုထပ်မင်းမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ပြည်တွင်းသတင်းဌာနတချို့ကရေးသားနေကြတာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့မိုးကုတ်ပါလာဖာနဲ့မန္တလေး PDF တွေစီကို DVB ကဆက်သွယ်မေးမြန်းပေမဲ့မိုးကုတ်မိုးမိတ်ကိစ္စနဲ့ပတ်သက်လို့မပြောလို့သေးကြောင်းအကြောင်းပြန်ပါတယ် တဖက်မှာလည်းမိုးကုတ်မြို့ကိုစစ်ကော်မရှင်တပ်တွေရာသွားပြီးဆိုပေမဲ့မိုးမိတ်မြို့ကိုတော့ဒီဇင်ဘာ၁ရက်နေ့အထိအလုံးစုံမထိန်းချုပ်နိုင်သေးကြောင်းစစ်ရေးရင်းမြစ်ကပြောပါရယ်။ကရှင်လွတ်လပ်ရေးတပ်မတော် KAI ကလည်းမိုးမိတ်ကိစ္စနဲ့ပတ်သက်လို့ PDF တွေတိုက်ပွဲဖော်လာရင်အခုအညီပေးမယ်အကြောင်းမီဒီယာတွေကိုထုတ်ပြောထားပူပါရယ်။အဲ့ဒီမိုးမိတ်ကိုကျွန်တော်တို့ကာကွယ်လို့ရတယ်မရဘူးဆိုတာစည်ရဲနဲ့ပတ်သက်တာဖြစ်ပါတယ်ကျွန်တော်တို့ဒီရင်ဌာနအနေနဲ့တော့ အဲအဲ့ဒါကိုသူတို့သူကျွန်တော်ပြောစရာ မရှိပါဘူးเนาะဒါပေမဲ့တခုရှိတာကတော့မိုးမိန်မြို့ကတော့ကျွန်တော်တို့နဲ့ဆက်ဆက်နေတဲ့နေမည်ဖြစ်ပါတယ်ဆိုတော့အဲ့ဘက်မှာတက်ပွဲတွေကြီးလာလို့ရှိရင်တော့ကျွန်တော်တို့စီမှာလည်းအဲဒီရဲမှုကတော့ဖျားခိုက်မှုတော့ရှိမှာပါဒါကြောင့်ကျွန်တော်တို့လည်းအဲစီးရဲ့အခြေအနေအရကတော့တင်းမာတဲ့နေမေတော့ဖြစ်တယ်လို့ကျွန်တော်ပြောလို့ပါတယ်ဟုတ်ကဲ့ စစ်ကောင်မရှင်တပ်တွေဟာမိုးကုတ်မြို့တွေကစေးရုံအကြောင်းကြီးအပါအဝင် မြို့ပေါ်နဲ့အရင်သူတို့နေဘူးတဲ့နေရာတွေမှာတက်ဆွဲထားသလိုလက်နက်ကြီးတွေပါတက်ဆင်ထားပြီလို့ဒေသခံတွေကပြောကြပါတယ်။ဒီလိုအခြေအနေတွေကြောင့်မိုးမိတ်မြို့ကအတော်များများအပြင်မိုးကုတ်မြို့ကသုံးပုံနှစ်ပုံကျော်လောက်မြို့ကိုစွန့်ခွာသွားကြပြီးတချို့ရက်ွက်တွေမှာဆိုရင်လူ၁၀ရောက်ဝန်းကျင်တက်တာလောက်ပဲအိမ်ဆောက်ကြံတော့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ TNL နဲ့မဟာမိတ်တွေက မိုးကုတ်နဲ့မိုးမိတ်မြို့တွေကို2024ခုနှစ်ဇူလိုင်လထဲမှာသိမ်းယူခဲ့တာဖြစ်ပြီးတနစ်ကျော်အကြာမှာတရုတ်အစိုးရရဲ့ဂျာဝင်ဖိအားပေးမှုကြောင့်ပြန်လည်လက်လွတ်ရမယ့်အခြေအနေဖြစ်လာခဲ့တာပါဒီကိစ္စအရင်နဲ့ပတ်သက်လို့ TNL ဘက်ကလူတူးနဲ့မီဒီယာတွေကိုအသေးစိတ်အသိပေးတာတော့မရှိသေးပါဘူးကျွန်တော်စိုးသူအောင်ပါ တောင်ကိုရီးယားနိုင်ငံမှာနေအိမ်နဲ့လုပ်ငန်းခွင်မှာတုံးတဲ့ IP လုံခြုံရေးကင်မရာပေါင်းတသိန်း2000ကျော်ကို hack လုပ်ပြီးလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တဲ့ဗီဒီယိုတွေဖန်တီးဖြန့်ဝေခဲ့သူလေးယောက်ကိုရဲတပ်ဘက်ကဖမ်းဆီးလိုက်တယ်လို့နိုဝင်ဘာလ30ရက်နေ့ကထုတ်ပြန်ပါတယ်ကျုံးလွန်သူတွေဟာ password ရိုးရှင်းတဲ့ IP ကင်မရာတွေကိုပြင်မှတ်ထားပြီးဗီဒီယိုတွေကိုခိုးယူကပြပ website တွေစီရောင်းချခဲ့ရဖြစ်ပါတယ်။ CCTV ကင်မရာတွေလိုမျိုးတိတက်ကြိုးရဲတွေ့တွန်းဆရာမလို့ပဲအိမ်တွင်းအင်တာနက် Wi-Fi နဲ့ချိတ်ဆက်အသုံးပြုရတဲ့ DIP ကင်မရာတွေကို Home ကင်မရာလို့လည်းခေါ်ကြပါတယ်။ဒီကင်မရာတွေဟာဇီသက်တာပြီးတက်စင်ရလွေကူတာကြောင့်ကလေးနဲ့အိမ်ဝင်တရိတ်ဆန်တွေကိုစောင့်ကြည့်ဖို့အများဆုံးသုံးဆွဲကြတာပါ။ ်ဒါပေမဲ့ internet ကွန်ရက်ထဲမှာရှိနေတာကြောင့် password လုံခြုံမှုမရှိရင်ပြင်ပကနဲ့အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်တဲ့အားနည်းချက်ရှိနေတာဖြစ်ပါတယ် hack ခံရတဲ့နေရာတွေထဲမှာကိုပိုင်နေအိမ်တွေခါရာ okay ခံပါတယ် plastic လေ့ကျင့်ရေးစတူဒီယိုတွေနဲ့ဒါဖော်အမီရဲ့ဈေးခန်းတွေအထိပါဝင်နေပါတယ် တန်တရားရှိသူ၄ယောက်ဟာတိကျစီ ကျွလွန်ခဲတာဖြစ်ပါတယ်။အဲ့ဒီကတယောက်တည်းကကင်မရာ၆တောင်းကျော်ကိုဟက်လုပ်ပြီးတော့ဗီဒီယိုတွေရောင်းချမှုကနေအမေရိကန်ဒေါ်လာ၁၂000ကျော်ရရှိခဲ့လို့ဆိုပါတယ်။ဒီဗီဒီယိုတွေကိုဝေယူကြည့်ရှုခဲ့သူ၃ယောက်ကိုလည်းထပ်မံဖမ်းဆီးထားပြီးရဲတပ်ဖွဲ့ကတော့ကင်မရာတက်ဆင်ထားသူတွေအနေနဲ့ password ပုံမှန်ပြောင်းလဲကြဖို့တတိပေးပြောဆိုထားပါတယ်ရှင်။ ။လာမယ့်ဒဇင်ဘာလ9ရက်နေ့မှာစတင်မယ်33ချိန်မြောက်အရှိတောင်အာရှအာကစားပြိုင်ပွဲမှာမြန်မာနိုင်ငံကအာကစားနေ36မြို့မှာကစားသမား1489ယောက်နဲ့ဝင်ပြိုင်မယ်လို့သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့အင်ရှင်ထိုင်းနဲ့မလေးရှားနိုင်ငံတွေတွေ့ပြီးအာကစားသမားအရေအတွက်အများဆုံးဖြစ်ပြီးအာကစားနေ55မြို့မှာ36မြို့ဝင်ရောက်ရှင်ပြိုင်ပါပါ။ မြန်မာနိုင်ငံကဝင်ရောက်ရှင်ပြိုင်မဲ့အာကစားနည်းတွေကရေကူးပြေးခုံပြေးညာပြေးစက်တောင်းဘတ်စကတ်ဘောပီလီယံနဲ့စနူကာဘောလင်းလေလောစစ်တူရှင်ခရစ်ကတ်ဆက်ပီးမြင်းစီ e-sport ဂေါ့ဖ်ဂျွန်ဘာဟော်ကီစကိတ်ပီတန်ရွက်လေပိုက်ကြော်ချင်းချင်းလုံးတို့လည်းပါဝင်ပါတယ်။ဒါအပြင်တနက်ပြေးအလေးမဘောလုံးဖူစေတက်ဘောဗောလီဘောအာကစားနည်းတွေမှာပါပါဝင်ရှင်ပြိုင်မှာပါ။ဒါအပြင်တိုက်ခိုက်ရေးအာကစားနည်းတွေလည်းပါဝင်ပါတယ်ရှင်။ ဒီပူပီရုံးမြစ်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုထားရရှုစားခဲ့ကြရတာပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးဦးမှာပါကျွန်မကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်ဖိုကတ်မိုးလေဝသ